ကညနေပိုင်းလေးကျွန်တော်တို့သွားလိုက်အောင်နော်ကျွန်တော်က၄ခုပတိပေးထားတယ်၂ခုတကွာကောင်းအောင်တော့ကဲအခုကျွန်တော်တို့နှစ်ချက်ဒီမှာသူက tip break ဆိုပြီးတော့သူကတော့ရှိုက်သွားပြီပေါ့နော်80ဆိုတဲ့ကဏ္ဍလေးကျွန်တော်ထွက်တယ်80ဆိုတဲ့ကဏ္ဍလေးသူကြာပြီးထားလိုက်ပြီပေါ့နော်၈ break ကြာပြန်တော့လေဗျာ၈ break လေးကျွန်တော်ဒီနေ့အတွက်နေကုန်ခွန်၈ break ကလည်းခွန်၈ break ကြောင့်လည်းသူကထိုင်ဝမ်ကိုချလိုက်တယ်အဲထိုင်ဝမ်နဲ့ဒီနှစ်ချက်ဒီမှာပေါ့နော်နှစ်ချက်ဒီ၃ခွန်ခွန် break ကဟိုကထိုင်ဝမ်ကို၃ရက်ဆိုပြီး၈ break ဆိုပြီးသူကသွားချတာပေါ့နော် ကျွန်တော်ခံမှန်းထားတဲ့ break လေးထွက်သွားပြီမယ်လဲဒီညနေကတော့ပြန်ပြီးတော့ဒါဒီ break လေးကျွန်တော်တို့ဒါပြန်လည်ပြီးတော့ကစားပြီးပါအောင်အဲနတ်ခတ်ဒီခွန် break 3 break နဲ့ကပ်ပြီးတော့နေတတ်တယ်ဆိုတဲ့အတိုင်းပဲပေါ့နော်သူကနတ်ခတ်နဲ့3 break နဲ့ကိုသူတွဲပြီးတော့ခြာပေးထားတာပေါ့အဲ့တော့29 29ထွက်တော့ကျွန်တော်တို့က6ထိတ်လာပြီဆိုတော့3ညတစ်နေ3လေးခုရှိရခင်ဗျနေတိုင်းကလည်းဒါ3ည တက်နဲ့3ပေါ့နော်ဒါထီကိုထီနေအောင်ပေါ့နော်ဒီမှာကြည့်လိုက်ပါ3ညတက်နဲ့3ထီရဲဒီမှာ3ညတက်နဲ့3ထီရဲဒီမှာ3ညတက်နဲ့3ထီရဲ3ညတက်နဲ့3ထီရဲ3ညတက်နဲ့3ထီရဲဟာ3ညတက်နဲ့3ထီရဲကီးပေါ့နော်ဒါ3ညတက်နဲ့3ထီရဲ3ညတက်နဲ့3ထီရဲ3ညတက်နဲ့3ထီအဲ့တော့ဒီမနက်ကကျွန်တော်တို့မထီသေးတာဖြစ်တာဖြစ်တဲ့အတွက်ဒီမှာတော့3ညတက်နဲ့3လေးထီကျွန်တော်ယူလိုက်မှာ3ညတက်နဲ့3လေးခွေဘူးတော့ကျွန်တော်ကြိုက်တယ်3ညတက်နဲ့3လေးခွေဘူးကိုကျွန်တော်အမှားကျွန်တော်ပြန်ပေးမယ်ဘာကြောင့်လဲဆိုတော့ရှစ်ထိတ်ကြပြီဆိုတော့3ညတက်နဲ့3လေးခွေထွက်တယ်လို့ပေါ့နော်အဲ့တော့ အဲ88ပဲကြာသွားဆိုတော့နမ3 3လေးခွေလာဆိုတော့ကျွန်တော်တို့ဒီမှာ68ဆိုရဲခဏကျွန်တော်တို့ဒီမှာကြာထားတယ်အဲဒါမှာ88ပိတ်တွေသူတို့လာတယ်88ပိတ်တွေသူလာတယ်ဆိုရင်ကျွန်တော်တို့ဒီမှာကြီးခဏကိုကြည့်ပါဦးနော်3 3 3လေးခွေလာပြီဆိုရင်ကျွန်တော်တို့88ပိတ်ကြာတယ်ဗောနော်အဲ့တော့ကျွန်တော်ကဒီမှာကတ်လျက်သားကိုပဲကျွန်တော်တို့ဒီမှာ88ပိတ်ကြာတယ်ဆိုတော့ဒီမှာကျွန်တော်က3 3 3လေးခွေကိုကျွန်တော်ပြန်ပြီးတော့ဖမ်းပါတယ်ဒီညနေကတော့3 3 3လေး key ဖြစ်ရမယ် ပတ်တိကတော့၄ကိုရှိရပါတော့၄ကိုဒီဒါဒီနေ့အတွက်နေတိုင်းမနေ့က၁၆လုံးမျိုးဆိုရင်တော့ဒီနေ့ကသူ၄ကိုနဲ့ပဲသူသွားလိုက်မယ်အဲ့တော့ညီကိုငငင်းမိတ်ဆွေတွေကိုကျွန်တော်ပြောချင်တာကတော့အဲ break ကျွန်တော်စီက break ယူထားတဲ့မိတ်ဆွေတွေလည်းဒါတိတိမိမိဒါလိုက်ပါเนาะတိတိမိမိထိုးပါအဲကျွန်တော်တို့ဒါသုံးရက်နဲ့သုံးလေးနဲ့ပဲเนาะသူတို့ကတ်ပြီးတော့ကျွန်တော်ဆင်းလိုက်မယ်အဲ့တော့ဒီမှာတော့အထက်အောက်ပါပါသည်တစ်ချောက်ဖြစ်နေပြီပေါ့เนาะအထက်အောက်ပါပါသည်တစ်ချောက်ဖြစ်နေတာဖြစ်တော့ဒီညနေကိုလည်းဒါအဲ့တော့ တုံညာနဲ့3လေးတဲမှာဆိုရင်100%အားများတဲ့ကောင်တွေက၄ရှိမယ်၁ရှိမယ်ပေါ့နော်၄နဲ့၁နဲ့ထိတဲ့ခဏလေးတွေကိုကျွန်တော်တို့ကပို့ပြီးတော့ဒါထိုးပြရမယ်ပေါ့နော်အဲ့တော့တုံညာတဲ့3လေးခွေဖို့ကိုလည်းကျွန်တော်ကြိုက်တယ်၄ထိတဲ့ခဏ၁ထိတဲ့ခဏလေးတွေကိုကျွန်တော်တို့ကပြန်တင်ပြီးတော့ထိုးမယ်၄ကိုတစ်စုံပတ်နေတယ်ဆိုတော့မိတ်ဆွေတွေက၉ကိုလျှော့ပြီးတော့၄ကိုပဲတင်ပြီးတော့ကျွန်တော်တို့ဒါပတ်စေခြင်းနဲ့အဲ့ဒါကိုထဲမှာမှာ၄နဲ့ထိတဲ့ခဏနေတွေကဆိုရင်ကျွန်တော်တို့ ဒီလေးထီရမယ့်ခဏန်းနေတဲ့ကဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ကဘယ်အောင်ကိုတင်ပြီးတော့ကျွန်တော်တို့ထိုးရမလဲဆိုတော့အထက်အဖြစ်ပေါ့နော်ဒီလေးနဲ့ကိုကျွန်တော်တို့ကဒီက3.1နဲ့3.4ခွေဘူးတဲကနေဖြစ်ရဖြစ်တဲ့ခဏန်းလေးတွေတဲကခုံပရိတ်၈ပရိတ်ဖြစ်တဲ့ခဏန်းလေးတွေကိုကျွန်တော်တို့ကပို့တင်ပြီးတော့ထိုးရမယ်ပေါ့နော်လေးနဲ့ဆိုလို့ရှိလို့ရှိရင်လေး3ရှိမယ်ပေါ့နော်အဲအဲ့လိုမျိုးလေးပေါ့နော်လေးဘူးရှိမယ်ဟဲ့အဲ့တော့ခဏန်းလေးစီပြီးတော့ကျွန်တော်ထုတ်ပေးပါမယ်အားလုံးပဲပေါက်ကြပါစေခင်ဗျာ